ညာဘူမိတက္ကသိုလ်သုဒ္ဓဓမ္မဒီပလိုမာ level 3စာမျက်နှာတစ်ဆက်ခွန်အကောင်းမြင်ဝါဒအဲ့ဒီတော့ကိုဘဝကိုမကောင်းတဲ့စိတ်ဓာတ်မပေါ်ရလေအောင်မကောင်းတဲ့အလုံးမလုံမိရလေအောင်ဘေးရာကိုပဲဖြစ်ဖြစ် အကောင်းဘက်ကနေရှုမြင်တတ်တဲ့ optimism တစ်ခု အရာရာမှာအကောင်းဘက်ကနေကြည်တက်တဲ့ပုံကိုတယောက်ဟာဒေါသကို ထိုင်းနေတာမှန်တယ်။ကောင်းတဲ့ဘက်ကလက်တွေးတာကိုအဲ့ဒါနဲ့ပတ်သက်လို့ပုံဝှထုလေးတစ်ခုရှိတယ်။မီးရထားမောင်းသမား engine driver တယောက်ရဲ့ဇာလန်းလေးတစ်ခု သူကပဲတော့ဖြစ်ဖြစ်ဘာဖြစ်ဖြစ်အကောင်းဘက်ကပဲတွေးတယ်ပြောတယ်။တခုခု ဖြစ်သွားပြီဆိုရင် အကောင့်ဘက်ကပဲပြောတော့တာပဲအဆိုးဘက်ကဘယ်တော့မှမပြောဘူးသူကအဲ့ဒီလိုအကောင့်ဘက်ကပြောလေပြောထားရှိလို့နာမည်ကြီးနေတယ်ဒီနေ့ကျတော့မြေထားတိတ်လို့သူ့ခြေတော့မှဒဏ်ရာအကြီးအကြီးအကျယ်ရတယ်ဆေးရုံတက်တော့ခြေတော့တစ်ဖက်ဖြတ်ရမယ်အနေထားရောက်တယ်သူငယ်ချင်းတွေက တွေးကြတယ်ဒီလူကတော့ဘယ်တော့မှဆိုအကောင့်ဘက်ကကြီးပဲပြောလေရှိတယ် ဥပမာဆိုပါစို့ဘယ်ဆံပြောက်သွားရင်တော့ငါသိမ့်ရတက်တာတာပေါ့ဆိုတဲ့လူစားမျိုးဘယ်လိုမကောင်းတာဖြစ်ဖြစ်အကောင်းဘက်ကတွေးပြီးနေတတ်တဲ့လူတရားဒါပေမဲ့ဒီတစ်ခါအကောင်းဘက်ကတွေးနေတော့မှမဟုတ်ဘူးတဲ့ဘာဖြစ်လို့တုံးဆိုရင်ဆေးရုံမှာသူ့ခြေတော်တစ်ဖက်ဖြတ်ရတော့မယ်ဒီတစ်ခါသူဘယ်လိုများအကောင်းမြင်အောင်မလဲ သူငယ်ချင်းကသူငယ်ချင်းတွေကမေးတယ်ဒီတခါမင်းခြေတော်တစ်ဖက်ဖြတ်ရတော့မယ်မင်းဘယ်လိုများအကောင်ပြောအောင်မလဲလို့ဆိုတော့သူကသူငယ်ချင်းတို့ရေအရင်ကငါဖနှက်နှစ်ဖက်ဝယ်ရတယ်ဒီတခါငါဖနှက်တစ်ဖက်ပဲဝယ်ရတော့မယ်တစ်ဖက်ဖို့ငါတက်တာသွားပြီတဲ့အဲ့ဒီလိုပဲတချို့ကိစ္စတွေမှာသူတော်ကောင်းတွေက တရားကိစ္စကိုပဲတွေးပြီးမကောင်းတဲ့စိတ်ဓာတ်ကို ကိုယ်တန်တမ်းမှဖယ်ရှားလိဖယ်ရှားပြစ်လိရှိကြတယ်မရိယာဆရာတော်မရိယာဆရာတော်ဆိုတာမင်းတို့မင်းကြီးလက်ထက်ကရှိခဲ့တယ်အရာရာမှာအကောင်းဘက်ကတွေးပြီးတိခံလိရှိတယ်တိခံတဲ့နေရာမှာအကောင်းမြင်တဲ့နေရာမှာနာမည်ကြီးလို့အဲ့ဒီဆရာတော်ကြီးကိုစမ်းကြတယ် ။ဒီနေ့ကျတော့ဆွမ်းကိုပြောနေအောင်ချက်ကတ်တယ်။ဆရာတော်ကြီးကဘာပြောတော့ဆိုရင်အေးဒီနေ့ဆွမ်းကပြောနေတယ်။ဝါရသက်တာရာပေါ့ကွယ်တဲ့။အဲ့ဒါနဲ့ပြောတာမပြောရင်မာရင်ဘာပြောမလဲဆိုပြီးဆွမ်းကိုမမချက်ကတ်ပြန်တယ်။အေးဒီနေ့ဆွမ်းဟာမမတောင်းတောင်းလေးစားရတာပေါ့လို့ပြောတယ်။ဒါနဲ့တည့်ကြတော့ စားလေးလေးငန်ငန်ချက်ပြီးတော့ဒီနေ့စားငန်ငန်လေးနဲ့ဆိုတော့အစာပိုကြည်တာပေါ့လို့ပြောတယ်စားငန်ရမလားဆိုပြီးစိတ်မဆိုးပဲစားငန်ဒီအတွက်ကြောင့်အစာပိုကြည်တာပေါ့တဲ့နောက်တစ်ရက်ကျတော့စားမပါပဲချက်ကျွေးတော့အေးဒီနေ့ရင်ငတ်သက်တာတာပေါ့တဲ့ပြောတယ်အဲဒီလိုအကောင့်ဘက်ကနေတွေးပြီးတော့ ကိုယ်စိတ်ကိုထိုင်းတာသူတော်ကောင်းတွေရဲ့အစိတ်နဲ့သဘောထားတစ်ခုပဲဒေါသဖြစ်စရာမရှိဘူးလေနှုတ်မို့ဆိုရင်တာမန်ပုဂ္ဂိုလ်ဆိုရင် ထမင်းပြော့ကြောက်ရမလားဆိုပြီးရန်ဖြစ်ကြမာမာရမလားစားငံငံရမလားစားပေါ်တော့ပေါ့ရမလားဆိုပြီးရန်ဖြစ်ကြတယ်အဆင်မပြေကြဘူးမရိယာရှာတော်လိုမျိုးသဘောထားမယ်ဆိုရင်ဘာပြဿနာမှတဲမှာမဟုတ်ဘူးဒါအကောင့်ဘက်ကနေရှုမြင်တဲ့သဘောတရား အရှင်ဘုံနမြတ်စွာဘုရားလက်ထက်တော်ကာလတုန်းကအရှင်ဘုံနဆိုတာရှိတယ်ဒီနေ့တော့မြတ်စွာဘုရားထံလာပြီး အရှင်ဘုရားတပည့်တော်ကို လိုက်နာကျင့်သုံးရမယ်သုံးမဩဝါဒဟောပေးပါအရှင်ဘုရားဟောတဲ့အတိုင်းတပည့်တော်အားတဲ့တရားကြိုးကြိုးစားစားလိုက်နာကျင့်သုံးပါမယ်လို့ဘုရားကိုလျှောက်တယ်မြတ်စွာဘုရားကကမ္မထံတပုတ်ပေးလိုက်တယ် မျက်စိကနှစ်သက်စရာအာယုံကို မြင်တဲ့အခါနားကတာယာစရာနှစ်သက်စရာအတန်ကို ကြားတဲ့အခါနှာခေါင်းကမွေးချိန်ပြီးတော့နှစ်သက်စရာအနံ့ကို ရှူရှက်ရတဲ့အခါရှာကလည်းအင်တန်မှပဲအရသာရှိတဲ့အစာအာဟာရကိုနေရတဲ့အခါခန္ဓာကိုယ်လခန္ဓာကိုယ်ကလည်းအင်တန်မှအထီးတွေ့ကောင်းတဲ့အရာဝတ္ထုကိုထီးတွေ့ရတဲ့အခါစိတ်ထဲကလည်းကြည်နိုးစရာကောင်းတဲ့အရာမျိုးကို ထိတွေ့ရတဲ့အခါမျိုးမှာလောဘမဖြစ်အောင်ထိုင်လောဘမဖြစ်စေနဲ့လူတိုင်းလူတိုင်းမှာအာယုံမုံတိုင်းကကိုယ်စိတ်ကိုအမြဲတမ်းလာတိုက်တယ်မုံတိုင်းတိုက်ပြီးဆိုရင်တာမန်အခုအခါမရှိဘူးဆိုလူတွေရဲ့စိတ်ဟာပြိုလဲသွားတယ်လောဘဖြစ်စရာအာယုံနဲ့တွေ့ရင်လောဘဖြစ်တယ်ဒါပြိုလဲတာဒါပြိုလဲသွားတာပဲ စိတ်ကလှုပ်ရှားသွားတာပဲဒေါသဖြစ်စရာအာယုံနဲ့တွေ့ရင်ဒေါသဖြစ်တယ်မျက်စိကမြင်တာနားကကြားတာနှာခေါင်းကအနံ့ရတာရှာကရတာတိတာခန္ဓာကိုယ်ကထိတာစိတ်ကစိတ်တန်းရတာဒါကိုအကြောင်းပြုပြီးနေသက်စရာအာယုံနဲ့တွေ့ရင်လောဘဖြစ်တယ်နေတဲ့ဆရာအာယုံမဟုတ်ဘူးဆိုရင်ဒေါသဖြစ်တယ်။အဲဒါဆက်ရလှရှမ်းမှုအာယုံမုံတိုင်းတွေရဲ့အတိတ်ကို ခံရသည့်အတွက်ကြောင့်လူရဲ့စိတ်ဟာရင်ထိုးနေတယ်။မြတ်စွာဘုရားကအဲ့ဒါမှဖြစ်အောင်ထိုင်တဲ့မဖြစ်လို့လဲဆိုရင်နန္ဒီဒုက္ခတမူလံနေသက်ဆွဲလန်းတဲ့တဏ္ဍာကသည်ဒုက္ခဖြစ်စေတဲ့အကြောင်းရင်းတဲ့ဟုတ်တယ်လေမျက်စိကနေသက်စရာအာယုံတွေ့လာရင်လောဘဖြစ်တယ်လောဘဖြစ်လာရင်ဒီလောဘကိုမထိုင်နိုင်လို့ဆိတ်ဆက်ပြဿနာတွေတက်မယ် နန္ဒီသမှုတ္တရာဒုက္ခသမှုတ္တရောတဲ့အာယုန်တွေပေါ်မှာနေတတ်တဲ့တဏပေါ်လာပြီဆိုလို့ရှိရင်တဏကဒုက္ခကိုဖြစ်စေတော့မှာတေချာပြီဒါကြောင့်မို့နန္ဒီကိုမဖြစ်စင်နဲ့လို့မြတ်စွာဘုရားကဆုံးမခဲ့တယ်တခါအာယုန်6ပါးတွေ့လာတဲ့အခါမှာဒီအာယုန်6ပါးပေါ်မှာတွေ့တာမှုကိုထိုင်းလိုက်နိုင်ပြီဆိုရင်ဘယ်လိုအကျိုးရမလဲ နန်းဒီဆိုတဲ့တဏဟာချုပ်ငိမ့်သွားလိုက်မယ်နန်းဒီဆိုတဲ့တဏချုပ်သွားပြီဆိုရင်နန်းဒီဏိရောဓဒုက္ခဏိရောဓတဏချုပ်ရင်ဆင်းရဲဒုက္ခတွေပြဿနာတွေချုပ်မှာပဲတဏရှိနေရင်ပြဿနာတွေရှိနေမယ်တဏချုပ်သွားရင်ပြဿနာတွေချုပ်သွားမယ်အဲ့ဒါကိုသတိထားပြီးကျင်းလို့ဓာမြတ်စွာဘုရားကလိုက်နာကျင့်သုံးရမယ်အကျင့်ကိုအကျင့်ကလေးဟောတာ နေတဲ့ဆရာအာယုံနဲ့တွေ့ရင် နေတတ်တဲ့တဏမဖြစ်စေနဲ့လို့မြတ်စွာဘုရားကဟောတာတဏမဖြစ်အောင်ဒါဖြင့်မဖြစ်အောင်ဘာနဲ့လောက်ရမှာလဲဆိုလို့ရှိရင်အတွေးပြောင်းလဲတဲ့နေစနစ်တွေဘုရားမြတ်စွာဟောကြားတဲ့ဒေသနာတွေထဲမှာရှိတယ်ကမ္မထာကျင့်စဉ်ကျင့်တယ်တရားကျင့်တယ်ဆိုတာဣရိယာပုတ်၄ပါးနဲ့နေထိုင်ရင်ကိုယ့်ရဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အညစ်အကြေးတွေကို တန့်ရှင်းအောင်လုပ်တာတရားကိုလက်တွေ့ကျင့်သုံးနေတယ်လို့ခေါ်တယ်တရားထိုင်နေတဲ့ပုဂ္ဂိုလ်သာတရားကျင့်တယ်လို့မအောင်မိနဲ့အာယုံနဲ့တွေ့နေတဲ့အခါမှာမကောင်းတဲ့စိတ်ကိုဖယ်ရှားပြစ်နေတာလဲတရားကျင့်တာပါပဲတနာဖယ်ရှားနီးကဲကောင်းပြီမျက်စိက နေသက်စရာအာယုံတွေ့လို့နားကနေသက်စရာအတန်ကြားလို့ကြံတဲ့အာယုံတွေကလည်းနေသက်စရာ စုံမိလို့တဏလောဘတွေညစ်သက်စရာတွေတွေ့လာပြီဆိုရင်ဘာနဲ့တားမလဲအဲဒီမှာညစ်သက်စရာအာယုံဆိုတာတရားရှိတယ်သင်္ခါရရှိတယ်တက်ရှိတက်မဲ့ရှိတယ်တက်စီပေါ်မှာတွေ့တာစိတ်ချစ်ခင်စိတ်တဏလောဘပေါ်လာရင်ဘာနဲ့ဖယ်ရှားရမလဲဆိုလို့ရှိရင်အတုပဘာဝနာပွားပြီးဖယ်ရှားပြစ်ပါတဲ့တက်မဲ့အပေါ်မှာတွေ့တာမှုတွေဖြစ်လာလို့ရှိရင် မမြဲတဲ့သဘောကိုဆင်ခြင်စဉ်းစားပြီးဖယ်ရှားပြစ်ပါတဲ့ဒါဖယ်ရှားပုံဖယ်ရှားနည်းတွေကတော့ကမ္မထာအာယံကို ရှုရမယ်မင်္ဂန်နဲ့အတွေ့နဲ့ဖယ်ရှားပြစ်ရမယ်မင်္ဂန်နဲ့အတွေ့ဆိုတာတမတန်တင်ကပ်ပကိုပြောတာတမတန်ကပ်ပကို အခြေခံပြီးအတိညာနဲ့ဖယ်ရှားပြစ်တယ်အေးလောဘဖြစ်လာပြီဆိုရင်ထိုလောဘဖြစ်เสียအာယံကိုဖျက်ပြီးတခြားအာယံတစ်ခုနဲ့ ဖယ်ရှားပြစ်လို့ရတယ်တဲ့ရှင်ဘုံနာကိုမြတ်စွာဘုရားကအချင်းချုပ်ဟောလိုက်တဲ့အခါအာယုံချုပ်ပါနဲ့တွေ့လို့နေသက်စရာအာယုံအာယုံတွေပေါ်မှာတွေ့တာမှုနေသက်မှုလောဘဖြစ်လာပြီဆိုရင်မဖြစ်အောင်ထိုင်းတဲ့လောဘဖြစ်နေရင်ဒုက္ခဖြစ်လိမ့်မယ်တဲ့လောဘငြိမ်းသွားရင်ဒုက္ခငြိမ်းလိမ့်မယ်ဒီတိုင်းကျင်းလို့ဟောလိုက်တဲ့ရှင်ဘုံနာကသဘောကျသွားတယ် ကိုယ်တဏ္ဍမှာလောဘမဖြစ်အောင်ထိုင်ထိုင်တဲ့အခါမှာကိုကအသိဆုံးမယ်ဘယ်နည်းနဲ့ထိုင်ရင်လောဘပြောက်သလဲလောဘပြောက်တဲ့နည်းနဲ့ထိုင်တရားတွေထဲကစင်ချင်စဉ်းစားပြီးလောဘပြောက်တဲ့နည်းနဲ့ထိုင်အရှင်ဝင်ဂေတတခါကအရှင်ဝင်ဂေတအရက်ထဲဆွံ့ကန်သွားတော့နိဒ္ဒဇယမတုခာမတယောက်နဲ့တွေးလာလို့စိတ်တွေဖောက်ပြန်လာတဲ့အခါ ရှင်အနန္ဒာကိုဖွင့်ပြောတယ်တပည့်တော်ဖေဟာကမကောင်အာယောစိတ်တွေလွမ်းမိုးနေပါတယ်အဲ့ဒီစိတ်တွေကြောင့်ပူလောင်နေပါတယ်တပည့်တော်ကိုငြိမ်းအေးအောင်ရှင်ဖေဟာဆုံးပါပါတဲ့ရှင်အနန္ဒာကအေးမင်းအမတ်တင်ညာလွဲနေလို့ဒီလိုဖြစ်တာမင်းအမတ်တင်ညာကိုပြောင်းလိုက်စိတ်ထဲမှာလှတယ်ဆိုတဲ့အတွေးကြောင့်ဒီလိုဖြစ်တာမလှဘူးဆိုတာပေါ့တွေးတင့်တယ်တယ်ဆိုလို့ဒီလိုဖြစ်တာ မတင်တယ်ဘူးဆိုတာပေါ်အောင်တွေးမတင်တယ်ဘူးဆိုတဲ့ယွန်းစဖွဲတွေကိုလိုက်ရှာတွေးလူရဲ့ခန္ဓာကိုယ်မှာယွန်းစရာတွေအများကြီးရှိတယ်ယွန်းစရာတွေမတွေးဘဲနဲ့နေသက်စရာတွေတွေးနေရင်တော့လောဘဖြစ်တယ်အာတုဘာယစိတ်တံဘာဝေတိမာနာနုတိယမௌဇာဟာတဲ့ဒါဟာတရှိတဲ့နီးပဲအဲ့ဒီနီးနဲ့ဖြည့်ဖြောက်လိုက်တဲ့အခါမှာဘူလောင်နေတဲ့ ူရဲ့တဏ္ဍာကစိတ်တွေဟာချုပ်ငြိမ်းမိတာဖြစ်သွားတယ်။ဒါတရားကျင့်တာပဲ။ကိုယ်တဏ္ဍာမှာလောဘဖြစ်ရင်မဖြစ်အောင်ထိန်းဖို့ဒေါသဖြစ်နေရင်မဖြစ်အောင်ထိန်းဖို့ပရမလောဘဖြစ်နေရင်ဖြစ်နေမှန်းသိရမယ်။မာနဖြစ်နေရင်ဖြစ်နေမှန်းသိရမယ်။အဲ့ဒီစိတ်ရဲ့အငြိကြေးတွေတဘာဝတွေကိုသိလာပြီးဆိုလို့ရှိရင်တို့ရဲ့ထွက်ပေါက်ကိုရှာရမယ်။အဲ့ဒီထွက်ပေါက်ရှာပြီးဖယ်ရှားဖြစ်တာဟာ တရားကျင့်တာပါပဲတမ္မာဝါယာမမံကန်သောလုံးလာဆိုတာအဲ့ဒါပဲမဖြစ်သေးတဲ့အာဟုသူတွေမဖြစ်အောင်ပိုက်ဆိုရမယ်မတော်တဆဖြစ်ပေါ်လာတဲ့အာဟုသူတွေရှိလာရင်လဲဖယ်ရှားပြရမယ်ဆိုလိုတာကစိတ်မဆိုးသေးရင်စိတ်မဆိုးမိအောင်ထိန်းသိမ်းထားအဲတတိမေပြီးစိတ်ဆိုးမိလို့ရှိရင်အဲ့ဒီတော့အဲ့ဒီဒေါသကိုမြန်မြန်ပယ်ဖြောင်းဒါကတရားကျင့်တာလို့ခေါ်တယ် နာမဖြစ်သေးတဲ့စိတ်ကောင်းနှလုံးကောင်းလေးတွေဖြစ်လာအောင်မစ္စလေးနှလုံးဖွင့်လိုက်တာနဲ့ဘုရားကုံတော်ပွားမလားမေတ္တာပွားမလားကိုယ်အိမ်မှာရှိတဲ့သူတွေကအစဩချမ်းသာကြပါစေအဲကိုထက်ကလူတွေချမ်းသာကြပါစေကိုနဲ့တည်တဲ့မိတ်ဆွေတွေမက်ဆီထဲပေါ်လာတဲ့သူတွေချမ်းသာကြပါစေကိုမမြင်ရတဲ့သူတွေချမ်းသာကြပါစေအားလုံးကိုစိတ်ထဲကမေတ္တာဆိုတဲ့မနောကံနဲ့ပို့ရမယ် စိတ်ထဲမှာချမ်းသာကြပါစေဆိုတဲ့စိတ်စင်စင်မပြတ်ဖြစ်နေအောင်ဝါမများ အားထုတ်ရမယ်ဒါတရားကျင့်နေတာပဲအဲဒီလိုမေတ္တာဘဝနာဝါမများခြင်းအဖြစ်ဒေါသတရားကိုလည်းဖယ်ရှားပြစ်နိုင်တယ်အချင်းချုပ်အဖြစ်ပုံနောဝါဒတုံးမှာနန္ဒီဆိုတဲ့တရားကိုဖယ်ရှားဖို့ရှင်ပုံနာကိုမြတ်စွာဘုရားကဩဝါဒပေးလိုက်တယ်ဩဝါဒပေးလိုက်တော့ ဒီတရားကျင့်ဖို့ရတဲ့သူတော်ကောင်းရဲ့စိတ်နဲ့သဘောထားကအင်တာမအရေးကြီးတယ်။စိတ်နဲ့စိတ်ထားမပြည့်ဝဘူးဆိုရင်အောင်မြင်စွာကျင့်နိုင်မှာမဟုတ်ဘူး။မြတ်စွာဘုရားကရှင်ပုံနာရဲ့သဘောထားကိုမေးတယ်။အေးငါဆုံးမလိုက်တဲ့ဩဝါဒကိုနာခံပြီးတော့မင်းဘယ်သွားနေမှာတုန်းဆိုတော့ဒီဘက်တော့ဘုရားသူနာပရန္တဆိုတဲ့အယတ္တိတကိုသွားနေပါမယ်တဲ့။သူနာပရန္တ သူနာ brand ဆိုတာဘယ်နေရာမှာရှိလဲဆိုတော့ location ကတော့အမျိုးမျိုးပဲအခုသူနာဘူမိရှာတယ်လို့ပြောရပြောရမလို့ပဲအေးသူနာ brand ဆိုတာအခုအိန္ဒိယနိုင်ငံမှာမွန်ပိုင်းလိုနာမည်ပြောင်းထားတဲ့ဘုံဘေဘက်ကနေတွေကိုသူနာ brand လို့ဆိုတယ်သို့တော်မြန်မာပြည်အလယ်ပိုင်းကျောင်းတော်ရာဒေသကိုသူနာ brand လို့မြန်မာရာဇဝင်တွေက ရေးတာလည်းရှိတယ်။ဒါပါတော့ဘယ်နေရာပဲဖြစ်ဖြစ်ပေါ့ဒုနာပရဏဆိုတဲ့အရာကိုတပည့်တော်တပည့်တော်သွားပြီးနေမှာပါလို့ပြောတယ်။မြတ်စွာဘုရားကပုံနာဒုနာပရဏအရာကလူတွေက လူချမ်းတွေလူဆိုးတွေများတယ်။မင်းအဲ့ဒီနေရာသွားမယ်။သွားနေမယ်ဆိုရင်မင်းကိုအဲ့ဒီလူတွေကဝိန်းဆဲရင်ဘယ်လိုလုပ်မတော့။စင်ပုံနာကအစဉ်ဘုရား တပည့်တော်ကိုလာဆဲမယ်ဆိုရင်ဒီလူတွေလူတော်လူကောင်းတွေပဲဆဲရုံပဲဆဲတာသူတို့ငါ့ကိုခဲနဲ့မှမထူသေးတာဒီလိုနှလုံးသွင်းမှာပါဖရာတဲ့ဒါဖြင့်သူတို့ကခဲနဲ့ထူရင်ရောမင်းဘယ်လိုလုပ်မတော့ဒီလူတွေကလူကောင်းတွေပဲငါ့ကိုခဲနဲ့ပဲထူတာလက်နဲ့မှမရိပ်သေးတာလို့တပည့်တော်က ဒီလိုနှလုံးသွင်းပါပါဗျာဒါဖြင့်လက်နဲ့ရိုက်ပြီဆိုရင်မင်းဘယ်လိုနှလုံးသွင်းမှာလဲဒီလူတွေကလက်နဲ့သာရိုက်တာဒုံနဲ့မှမရိုက်သေးပဲလို့နှလုံးသွင်းပါပါဗျာကဲဒါဖြင့်မင်းကိုဒုံနဲ့ရိုက်ပြီဆိုရင်မင်းဘယ်လိုနှလုံးသွင်းမှာလဲတဲ့ဒီလူတွေကလူကောင်းတွေပဲဒုံနဲ့သာရိုက်တာဓာတ်နဲ့မှမခုတ်တာလို့အဲ့ဒီလိုနှလုံးသွင်းမှာနှလုံးသွင်းပါမယ်တဲ့ ကဲဒါဖြင့်သူတို့ကဓာတ်နဲ့ခုတ်ပြီဆိုရင်ရောအော်ဓာတ်နဲ့သာခုတ်တာအသေးမှမတတ်သေးတာပဲဒီလူတွေက လူကောင်းတွေပဲလို့တပည့်တော်ဒီလိုနှလုံးသွင်းပါမယ်ဆိုလိုတာကသူတို့တွေဘလောက်ကြမ်းကြမ်းဘောင်းကျင်ကတန်းတွေဘလောက်ခံရခံရတိကံခွင်းလုံးနိုင်တဲ့ခဏီတရားကိုပြောပြတာစဉ်းစားပုံလေးကြည့်ဩဆဲရုံပဲဆဲတာပဲ ရက်ထဲမှာလဲရှိတာပဲလေ။ဩကို့ဆဲတာကပ်ပါလာကပ်ပါလာလို့ဩကို့ဆဲတာကပ်ပါလာတာမှမဟုတ်တာလို့ပြောကြတယ်။တိခဏနေလိုက်ဒီလိုပြောရင်ခြေအေးသွားတာပဲ။အဲ့ဒီလိုမဟုတ်ပဲကို့ဆဲတာမခံနဲ့ငုံမခံနဲ့ချဆိုရင်ပြဿနာတွေတက်ကုန်ရော့ရှင်ပုံနာကတော့အဲ့ဒီလိုမဟုတ်ဘူး။ ဂျီလူတွေဆဲယုံမဲ့ဆဲတာဂဲနဲ့မှမထူတာဂဲနဲ့ထူပြန်တော့လဲလက်နဲ့မှမရိုက်တာလက်နဲ့ရိုက်ပြန်တော့လဲဒုတ်နဲ့မှမရိုက်တာဒုတ်နဲ့ရိုက်ပြန်တော့လဲဓာတ်နဲ့မှမခုတ်သေးတာဓာတ်နဲ့ခုတ်ပြန်တော့လဲအသေးမှမတတ်သေးတာတဲ့မြတ်စွာဘုရားက စကားကုန်မေးတယ်မင်းကိုအသေးတတ်ပြီ ဆိုရင်မင်းဘယ်လိုနှလုံးသွင်းမလဲရှင်ဘုရားမြတ်စွာဘုရားရဲ့တပည့်သားတွေတချို့တရားဓမ္မ ကျင့်တဲ့အခါကျတော့ဟောဒီခန္ဓာကိုယ်ကြီးပေါ်မှာအပြည့်မြင်ကြတယ်အပြည့်မြင်ပုံကစင်တရီပုဒ္ဒရာလိုဗာရိတောဘဝဗာရိဏဂိရိန်ဩစာရိတောယထာခန္ဓာကိုယ်ကြီးတာဝန်ကအင်မတန်လေးလံတယ်တောင်ကြီးထမ်းထားရသလိုလေးလံတယ်တဲ့တေချာစင်စဉ်းစားမကြည့်ကြလို့ပါတကယ်တော့လူဝကြီးကဘယ်လောက်ဝင်ပြီးတယ်လဲခန္ဓာကိုယ်ကြီးရဲ့တာဝန်က ဘယ်လောက်ကြည့်တယ်လဲဆိုတာမစိမ့်စားကြလို့ရှိရင်မသိဘူးသူတောင်ပဲလုံနေကြရတာအဲ့ဒီလိုလုံနေသေးတဲ့အတွက်ကြောင့်သူကကိုယ်ကို favor ပေးလာဆိုတော့မပေးဘူးလုံးဝမငဲ့ဘူးကြည့်လေမနေ့အရာထားတဲ့အချိန်မျက်နှာတိတ်ပေးရတယ်တွားတိုက်ပေးရတယ်စားစရာကျွေးရတယ် ခန္ဓာကိုယ်ရဲ့ဝတ္တရားတွေဘယ်လိုများလဲဒီထဲကနေသူကကောင်းလာလားဆိုတော့မကောင်းလာဘူးတဖြည်းဖြည်းအိုအိုလာတယ်အသက်ကြီးလာတယ်မျက်စိကမကောင်းဘူးနားကမကောင်းဘူးတွားကမကောင်းဘူးခါကမကောင်းဘူးတဲ့မကောင်းတဲ့စင်းတွေတက်လာတာကိုနောက်ဆုံးကြတော့ကောင်းတဲ့စင်းသိပ်မကြံတော့ဘူးအကောင်တလားထဲဝင်ရသည်ထီအောင်ကုံရောတဖြည်းဖြည်းချင်းစင်းထဲမှာ မကောင်းတာတွေများလာတယ်။အဲဒီတော့ဒုက္ခပေးတဲ့ခန္ဓာကိုယ်ကြီးကိုထမ်းထားရတာ။မြတ်စွာဘုရားတပည့်တွေထဲမှာခန္ဓာဝင်ကြီးကိုညင်းငွေပြီးရှေးတုန်းကကိုဟါကိုဆူးဆိုက်လောက်တဲ့ကိုတော်တွေရှိတယ်။ဆူးဆိုက်လောက်တဲ့သူတွေကရမ်းလာတော့မဟုတ်ကြဘူး။ဘုရုရှင်တွေဒါပေမဲ့ဘုရုရှင်ဆိုပေမဲ့လို့သူတို့ကနိဗ္ဗာန်ညံလို့နိဗ္ဗာန်ညံလို့ ဝိပဿနာတွေအစွမ်းထည့်နေတဲ့အတွက်ကြောင့်ဘဝကိုညင်းငွေနေတဲ့ပုံကိုယ်တွေအဲဒီပုံကိုယ်တွေကိုယ့်ဟာကိုယ်ဆုစိတ်လောက်တာရှိတယ်တချို့လဲအာဟုအာဟုတို့ကံကြောင့်ဖြစ်သွားတာကိုကိုကိုတတ်တည်ကြတာရှိတယ်ဥမာရှင်ဝကလိတို့ရှင်အသစ်စီတို့ဆိုတာရှင်ဂောဓိကာတို့ဆိုတာခန္ဓာကိုယ်ကြီးရဲ့ဒုက္ခကိုမခံနိုင်လို့ကိုယ့်အသက်ကိုမနှမျောကြတော့ဘူး ဖရုဇင်ဆိုတော့မုန်တိမှုဒေါသအနှင်းငယ်ရှိတာပေါ့သို့တော့ဝိပဿနာဉာဏ်ရင့်တန်နေတဲ့အတွက်ကိလေသာတွေတိမ်မြုပ်နေတတ်တယ်ဥပမာရှင်အသစီဆိုလို့ရှိရင်ယောဂဝေဒနာပြင်းပြင်းထန်ထန်နှဲ့စက်နေတဲ့အတွက်ဘဝကြီးမှာသူမနေချင်တော့ဘူးမနေချင်မနေချင်တော့တင်နှုံးတာနဲ့သူ့လက်ဘင်းသူလီးဖြတ်ပြီးဘဝကိုအဆုံးသတ်ဖို့ကြိုးစားတယ်စင်တိုင်းဘုရားတို့က မလောက်ဖို့သွားပြီးဖြောင်းပြတယ်။သို့တော်လည်းသူ့ကိုယ်သူအစင်းမြင့်တဲ့တရားကိုတည်ထားတယ်လို့ယုံကြည်တယ်။အဲဒါနဲ့ခန္ဓာဒုက္ခကိုမခံနိုင်တာနဲ့သူ့လက်ဘင်းကိုသူသင်္တုံးတားနဲ့လှိလိုက်တယ်။လှိလိုက်တဲ့အချိန်မှာကြောက်စက်ကလေးဝင်လာတယ်။တည်ချင်တဲ့သူကလည်းတကယ်တည်ရမယ်ဆိုရင်ကြောက်သေးတယ်။ရှင်အသက်စီကဘယ်လောက်တရားရှိလဲဆိုရင်ကြောက်စက်လေးဝင်လိုက်တာနဲ့ငါရမ်းတာမဖြစ်သေးဘူး။ဒါမကောင်းတဲ့စိတ်ပဲ ီစိတ်မျိုးအရင်တုန်းကမပေါ်ဘူးအခုပေါ်လာတယ်ဆိုပြီးရှုမှတ်နေတဲ့တရားကိုဆက်ပြီးအားထုတ်လိုက်တယ်လက်ဘင်းကိုဓာတ်နဲ့လီးလို့တရားဆက်ဆဲမှာဝိပဿနာအကျင့်ကိုကျင့်လိုက်တယ်ကျင့်လိုက်တဲ့အတွက်ကြောင့်မဲလေးပါဖိုလေးပါဟာဝိပဿနာစွမ်းအားနဲ့အစဉ်တိုင်းဖြစ်လာတယ်ရဟနာဖြစ်သွားတယ်ရဟနာလည်းဖြစ်ပြီးရောသုတိလည်းကြာသွားတယ်အဲ့ဒီပုံကမျိုးကို ဇီဝိတသမတိတိလို့ခေါ်တယ်။ဒီရဟန္တာဖြစ်တာနဲ့အသက်ကုန်ဆုံးသွားတာခေါင်းချင်းဆိုင်ပြီးဝင်လာတယ်။အမှန်ကတော့ရဟန္တာဖြစ်တာကနည်းနည်းရှိကြတယ်။သို့တော့ချက်ချင်းရဟန္တာလည်းဖြစ်တည်လဲတည်လို့ဒီလိုဖြစ်သွားတယ်။ဒီလိုပုံကမျိုးကိုဇီဝိတသမတိတိလို့ခေါ်တယ်။ဒီလိုအချိန်မျိုးလေးအတွင်းမှာတရားဓမ္မကျင့်ပြီးတော့ကိလေသာကုန်အောင်လုံနေတဲ့သူရဲ့ ဝိပဿနာစွမ်းအားဘယ်လောက်ထက်တယ်ဆိုတာသိနိုင်တယ်။ဓမ္မပုဂ္ဂိုလ်မှာတော့မဖြစ်နိုင်ပါဘူးเนาะ။လည်းပဲငေါတားနဲ့လီတုံးကတော့ပုရုဇဉ်ပဲ။အတိတရားရသွားတဲ့အချိန်မှာချက်ချင်းတရားကျင့်လိုက်တဲ့အတွက်ကြောင့်သူရဲ့ဝိပဿနာဉာဏ်စွမ်းအားကမြင့်လာတယ်။ပို့ပြီးတော့စွမ်းအားတွေတက်လာတယ်။လူဆိုတာအခက်ခဲကြုံလာရင်တတ္တိပိုကောင်းတယ်။အဲဒီအခါမှာခါရင်မလောက်နိုင်တာတွေကိုလုံနေလာတယ်။ဒါထူးခြားချက်ပေါ့။ ။ဘုန်းကြီးတို့မန္တလေးကဒကာမကြီးတယောက်နှစ်ထပ်အိမ်မှာသူနေတယ်။ညဓမြလာတိုက်တဲ့အခါကျတော့သူ့အိမ်နဲ့သူ့ခြံကအတော်လေးကျဲတယ်။အဲဒါကြော်အားလန်းနဲ့ပြတင်းပေါ့ဖွင့်ပြီးဟိုဘက်ခုံချတာခြံရဲ့ဟိုဘက်ကြတယ်။တမ်းမချိန်မဆိုရင်ဘယ်လိုမှမခုံနိုင်ဘူးနော်။စိတ်ဆွမ်းအားတွေနဲ့ကြော်အားလန်းအားလုံးရတဲ့အခါကျတော့အောင်မြင်သွားတယ်။အခုလည်းပဲ ဒီဘက်ကိုဟာဝိပဿနာကျင့်စဉ်အစွမ်းထက်တော့ဘုရုဇင်ဘွားနဲ့တရားမှမလိုလားဘူးဒါကြောင့်မို့သူရဲ့ဝိပဿနာကျင့်စဉ်စွမ်းအားကို မြင်လိုက်တာမန္တိကင်းစัจ जा မှာရဟန္တာဖြစ်သွားတယ်ရှင်ပုံနာကဆက်ပြီးဆောက်တယ်အဲ့ဒီလိုကိုဟာကိုတော့ဘွားတစ်ခုလုံးအဆုံးတတ်ကြသေးတာတပည့်တော်ကို သူတို့ကလာပြီးဘွားကိုအဆုံးတတ်ပေးတယ်ဆိုတော့ ။တပည့်တော်ကဂျေဇူးတင်ရောက်မှာပါတဲ့။ဒါနောက်ဆုံးပိတ်ရှင်ပုံနာပြောတဲ့စကားပဲ။တပည့်တော်ကိုအသက်တလဲတပည့်တော်ကဂျေဇူးတင်มาပါတဲ့။မြတ်စွာဘုရားကအေးပုံနာမင်းကြီးလိုစိတ်သဘောထားမျိုးနဲ့ဆိုရင် သူနာပရန္တမှာနေလို့ရပြီတဲ့။ကြည့်ဒါသူတော်ကောင်းရဲ့စိတ်နဲ့သဘောထားလို့ခေါ်တယ်။ဘယ်လိုအခက်အခဲပဲတွေ့တွေ့တရားကိုဘယ်တော့မှမစွန့်ဘူးလို့ပြောတာ ရှင်ပုံနာဟာသူနာပရန္ဒကိုသွားပြီးနောက်ရှင်ပုံနာဟာသူနာပရန္ဒကိုသွားပြီးနောက်သူရဲ့ဟောပြောချက်ကြောင့်ဝါရင်၃လမှာပဲအမျိုးသား900အမျိုးသမီး900ဘုဒ္ဓဘာသာဝင်ဖြစ်တဏ္ဏဂုံတည်သွားကြတယ်သူလည်းပဲဝါရင်၃လအတွင်းမှာရဟန္တာဖြစ်သွားတယ်အဲ့ဒီအရမှာပဲရှင်ပုံနာအပြိနေမှာဆံသွားတယ်ပုံနောဝါရတုတ်တန်မှာမတန်းတင်ထားတယ် အဲဒီလိုရှင်ပုံနာရဲ့စိတ်နဲ့သဘောထားဟာသူတော်ကောင်းရဲ့စိတ်နဲ့သဘောထားပဲအဲဒီလိုစိတ်နဲ့သဘောထားကိုထားနိုင်မယ်ဆိုလို့ရှိရင်ဘာပြဿနာမှမတက်ပဲကိုယ်ရင်တွင်ကသာရငြိမ်းချမ်းတဲ့စိတ်အနေထားတစ်ခုကိုမြင်မပြုနိုင်ကြမှာ ဖြစ်ပါတယ်။ဤကုံချုပ်အဖြစ်ဒါကြောင့်မို့တရားချေခင်တော်စင်ပြိတ္တတို့သည်တာမန်ပုဂ္ဂိုလ်တွေလိုသဘောထားမျိုးမထားပဲ ကိုကျင့်တရားကိုတံပိုးထားရမယ်။ဆိုပါစို့တိဘက်နွားလို့ပြောကြတဲ့စမရသားကောင်ဟာသူ့ရဲ့မြီးဆန်စာမရီကိုတိုက်ပြီးတံပိုးထားတယ်။ဆုခက်တွေဘာတွေနဲ့ညှိနေရင်မြီးဆန်ကြုတ်ကျသွားမှာစိုးသည့်အတွက်မယုံမဲအသေးခံတယ်ပြောတယ်။စမရသားကောင်ဟာမြီးဆန်အတွက်အသက်အသေးခံတယ်လို့ကိုကျင့်တရားအတွက်အသက်အသေးခံဖို့နဲ့ စိတ်နေသဘောထားတူတော်ကောင်းရဲ့စိတ်နေသဘောထားဒီကနေ့တရားချေခင်တူတော်တူတော်ကောင်းပြိတ္တတို့သည်တဏ္ဏဂုံနဲ့၅ပါးသီလကိုခံယူဆောက်တည်ထားပြီး၅ပါးသီလကိုဘာအတွက်နဲ့မှ အပြည့်မခံသင့်ဘူးအသက်ကဲ့သို့တန်ဖိုးထားမယ်အသက်ဆုံးပြီးတော့စွန့်နိုင်အောင်တို့ကြိုးစားမယ်လို့ဒီလိုဒီလိုစိတ်သဘောထားနိုင်မယ်ဆိုလို့ရှိရင် တကယ်သူတော်ကောင်းတွေရဲ့စိတ်နဲ့သဘောထားမျိုးဖြစ်ပါတယ်။တရားချေခင်သူတော်စင်အပေါင်းတို့အနေနဲ့ဘုရားမြတ်စွာဟောထားတဲ့ဓမ္မကိုလက်တွေ့ကျင့်သုံးခြင်းဖြင့်သာသနာတော်နဲ့ကြုံတွေ့ရကြုံနပ်ပြီးဓမ္မကိုကျင့်သုံးခြင်းကြောင့်မိမိတို့ရဲ့စိတ်နဲ့သဘောထားအလုံးဟာအလုံးမမြတ်ပြီးတော့တကယ်သူတော်စင်ဘွားကိုရောရှိနိုင်မှာဖြစ်တဲ့။ဒါကြောင့်ကိုစီကုံကသူတော်ကောင်းတို့ရဲ့စိတ်နဲ့သဘောထားများကိုထားပြီး လက်တွေ့ကျင့်သုံးနိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာဓု